နောက်ထပ်ပုဂ္ဂိုလ်သူဒိဗ္ဗဇက်ကိုအဘိညာဉ်ကိုအလိုရှိတယ်ဆိုကြတယ်နော်ဒီတော့ဒီဒိဗ္ဗဇက်ကိုအဘိညာဉ်ကိုအလိုရှိတဲ့ပုဂ္ဂိုလ်ကဘာလုပ်ရလဲဒိဗ္ဗဇက်ကိုအဘိညာဉ်ကလန့်ကြည့်မယ်ဆိုလို့ရှိရင်နော်အင်းကြီးနှစ်အင်းရှိတယ်ဆိုကြတယ်ခိုးဘက်ကခြံဝန်းကြီးတစ်ခုနည်းနည်းချင်းဆက်အင်းနှစ်အင်းရှိတယ်နန်းလေကောင်မှမတ်တရနေတဲ့ပုဂ္ဂိုလ်ကဒီဘက်အင်းကဝင်ထက်နေတဲ့ပုဂ္ဂိုလ်တွေလည်းမြင်တယ်ခိုးဘက်အင်းကိုဝင်ထွက်နေတဲ့ပုဂ္ဂိုလ်တွေလည်းမြင်တယ်အလားတူပဲ လောရီအတွက်သူဂတိအင်ကြီးတလုံးဒုဂတိအင်ကြီးတလုံးရှိတယ်ဒုဂတိအင်ကြီးကိုဝင်ထွက်နေတဲ့တော်ရီကိုနှံ့ကြည့်လေမြင်တယ်ဒုဂတိအင်ကြီးကိုဝင်ထွက်နေတဲ့တော်ရီနှံ့ကြည့်လေမြင်တယ်အစင်းထားတဲ့တော်ရီအစင်းမလာတဲ့တော်ရီယုံညံ့တဲ့တော်ရီမွန်မြတ်တဲ့တော်ရီနှံ့ကြည့်အလုံးမြင်နေတယ်ဒီဘက်ကအပြင်ကမြင်နေတယ်အဲ့လိုမြင်နေတယ်ဆိုလို့ရှိရင်ဘာလုပ်ကြလဲ မိမိကခုနကဒီပါဇက်ကိုအဘိညာဉ်ကိုအလိုရှိခဲ့ရင်မိမိရဲ့တိတ်လေးကိုဒီပါဇက်ကိုအဘိညာဉ်ညံတော့ရရှိအောင်ရှေ့ရှုဆောင်းယူနိုင်တဲ့သွားရင်လေးကိုအဘိနိဟရဲခေါ်ပါတယ်။အဲ့ဒီအဘိနိဟရဲခမဖြစ်အောင်နေခြင်းနေခြင်းပြတဲ့အချိန်ခါကျတော့မှနောက်ဆုံးမလုပ်ရတဲ့ဒေသောကတိုင်းဩဒါဒကတိုင်းအာလောကကတိုင်းဒီကတိုင်းသုံးခုတို့တွင်ကတိုင်းတစ်ခုကိုအနိကဆုံးဖြစ်အောင်ဖြတ်ပြီးပွားပါ။ အဲ့ဒီလိုကတိုင်းကြီးကိုခြေသောကတိုင်းဖြစ်စေသို့မဟုတ်ဩဒဒကတိုင်းဖြစ်စေသို့မဟုတ်အလောကကတိုင်းဖြစ်စေဒီကတိုင်းသုံးခုလို့တခုခုကိုပြောလိုက်တဲ့အချိန်ကမှာဥပ္ပဇာရဇာနဂောဇရဥပ္ပဇာရဇန်သမာတိရဲ့အာယုံအဖြစ်နဲ့ဒီနည်းအောင်သာပွားထားပါဇန်သမာတိမဆိုင်ပါစေနဲ့နော်ဘုနဲ့ကပထမတော့ဇန်ဆိုင်အောင်ပွားထားပြီးသုဒ္ဓဇန်လည်းအဝိညာဉ်အခြေခံဖြစ်တဲ့သုဒ္ဓဇန်ကိုလည်းအခတ်တိုင်းသောအချိန်အဖြစ်လက်ကျင့်ပြီးပြီလက်ကျင့်ပြီးတဲ့အချိန်ကမှာဒီနည်းပါးချက်ကိုအဝိညာဉ်ကို ဇနိတိကြပေါ်တော့မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကတိသောကတိုင်းသို့မဟုတ်ဩဒရကတိုင်းသို့မဟုတ်အလောကကတိုင်းဒီကတိုင်းသုံးခုတစ်ခုခုရွေးချယ်ရမဖြစ်လို့လေးအောင်ကြီးစွန့်ရင်ကိုဒီကတိုင်းသုံးခုကအများဆုံးပြီးနိုင်တဲ့သဘောရှိအဝေးနေရှိတဲ့မြတ်အာယုန်တွေကိုလှမ်းပြီးကြည့်မယ်ဆိုရင်လေးအောင်ကြီးစွန့်ရင်ကြည့်မယ်ကြည့်လို့ရဒီသောကတိုင်းဩဒရကတိုင်းအလောကကတိုင်းဒီကတိုင်းသုံးခုတော့ကလေးအောင်ကြီးကိုအများဆုံးဖြစ်စေနိုင်တဲ့ကတိုင်းဖြစ်ချင်းတော့ဒီကတိုင်းသုံးခုမှတက်ရှင်တဲ့ရကတိုင်းတစ်ခုကိုအနိကန်ဆုံးဖြစ်အောင်ပွားထားပါ က်ပြီးတော့ကတိုင်းဟုတ်ကိုပွားရ။ပွားပြီးတဲ့အချိန်ကမှဒီကတိုင်းကိုလည်းဩပဥပ္ပစာရဇာနာဂောစရာဥပ္ပစာရတမာတိမြန်မြန်ဆက်ယုံလေးပဲပွားပါ။ပွားပြီးတော့ကတိုင်းဟုတ်ကိုတိုးပွားအောင်ပြုလုပ်သား။ပြုလုပ်ပြီးတော့မဖြစ်လေ။နတ္တထအပ္ပနာဥပ္ပတိတ္တဖတိအဓိပယောဒီကတိုင်းဟုတ်မှာအပ္ပနာဇန်တမာတိဆိုင်အောင်မပွားပါနဲ့လို့ဆိုလိုတယ်။ဉာဏ်ကိုမှီနေတဲ့အခင်းရှင်ဖြစ်တော့မယ်ပြိဿံကိုမှီတဲ့အခင်းရှင်မဖြစ်ဘူးဉာဏ်ကိုမှီပြီးတော့ဒီပတ်သက်ပြိဿံကမဖြစ်နိုင်ဘူး ပရိက္ခံကိုမှီပြီးတော့တယ်ဒီမဲ့ဆက်ကိုအရင်င်းကဖြစ်ဖြစ်နေတယ်ဒါပေမဲ့ဒီမြန်မာခွန်ကြီးပြောနေတာနေတစ်ခုလက်အဲ့ဒီတေဇောကတိုင်းဩဒဒကတိုင်းအလောကကတိုင်းခေါ်တဲ့ဒီကတိုင်း၃မျိုးတို့ဖြင့်တေဇောအလောကကတိုင်းကလည်းအသာဆုံးအများဆုံးဖြစ်တယ်ဒီဘက်ဆက်ကိုဝိညာဉ်ရရှိရတဲ့အသာဆုံးအများဆုံးပဲနော်ဒါကြောင့်တတိုင်းကမှပြောကြတဲ့အတိုင်းပဲဒီအလောကကတိုင်းခေါ်တဲ့ဖြစ်စေတေဇောကတိုင်းခေါ်တဲ့ဖြစ်စေ ဩဒတကတိုင်းကိုပဲဖြစ်စေကတိုင်းတစ်ခုကိုပွားပြီးတော့လင်းရောင်ကြီးကိုတိုးပေါ့အောင်ပြုလုပ်ထားပါရဲ့နော်လင်းရောင်ကြီးကိုတိုးပေါ့အောင်ပြုလုပ်ပြီးတဲ့အချင်းခါကျတော့မလုပ်ရမလဲလင်းရောင်ကြီးလေးကိုဖြတ်လိုက်တယ်ဆိုကြလို့သူကြောင်းတွင်းလောက်လင်းရောင်ကြီးပြအောင်ဖြန့်ထားပြီးဆိုကြလို့နော်အဲ့ဒီဖြန့်ကြတဲ့လင်းရောင်ကြီးအတွင်းမှလည်းကြည့်ပါတဲ့နော်မူလကပရိကံဆိုတာကခုနကအလောကကတိုင်းနဲ့ဆိုကြပါစို့နော်ခုလိုညအခါမှမီးအောင်ပဲဆိုကြစို့တော့မှနေခါစင်းနဲ့နေအောင်ပဲဆိုကြစို့နော် ပြစ်ပင်ချာကထွက်လာတဲ့နေအောင်လေးကိုပြန်အာယုံယူထားတဲ့မူလတဲ့ကကတိုင်းဝအဖြစ်နဲ့နမိတ်ယူထားရင်သူနမိတ်ကိုပြန်အာယုံယူရမြူးမိတဲ့ချိန်ကမှဒီကတိုင်းဝပေါ်လာရင်ဒီကတိုင်းဝကိုမိမိကျောင်းဝင်တဝင်ကြည့်ချင်းကျောင်းဝင်တဝင်ပဝန်းကျင်လောက်ကိုမိမိရဲ့ဒီအလင်းရောင်ကိုဖြန့်ကျက်အလောကကတိုင်းကြောင့်ဖြစ်ပေါ်လာတဲ့အလင်းရောင်ကိုဖြန့်ကျက်လိုက်ဖြန့်ကျက်မိတဲ့ချိန်ခါမှာထိုအလောကကတိုင်းကိုအာယုံယူပြီးတော့တမာတိကိုဆက်လိုက်ထူထောင်လိုက်ထူထောင်လိုက်တဲ့အချိန်ခါမှာ ဥပ္ပဇာရတမာတိဆက်ယုံတာထူတော်ပါတဲ့ဇံကိုတော့မဝင်စားလိုက်နဲ့အဲ့ဒီဥပ္ပဇာရတမာတိဆက်ယုံထူတော်ပြီးတဲ့အခါဒီအလင်းရောင်ကိုဒီဤမြတ်သောအရ၌ဒီပါစေတည်းလို့စိတ်ကဒီလိုဒိဋ္ဌံရတယ်အဲ့ဒီလိုဒိဋ္ဌံနဲ့အတိုင်အောင်မြင်မှုဆိုတော့ကလည်းအဋ္ဌံပါရမီရှိတဲ့ကလင့်ကျင်ခဲ့အမှုတဲ့အရှင်ဝါရှိမှဖြစ်ပါတယ်နော် အဲဒီဒိဋ္ဌံလိုက်တဲ့အချိန်ကမှအလင်းရောင်ကတိရသွားပြီတိရနေရင်အဲ့အလင်းရောင်အတွင်းမှာတည်ရှိနေတဲ့အရာဝတ္ထုတွေဘာကိုကြည့်ကျင်တယ်လဲကြည့်ကျင်တာလိုက်ကြည့်ကြည့်လို့ရတယ်တကယ်ကြီးတရားခံဖတ်မှုတော့မကောင်းဘူးလားနော်တရားခံဖတ်မှုတော့သိကောင်းတယ်ထင်တယ်နော်အဲ့တော့ဒီအလင်းရောင်အတွင်းမှာတည်ရှိနေတဲ့သရဝအလုံးလူတွေကိုကြည့်ကျင်လဲရတယ်တတ်တွေကိုကြည့်ကျင်လဲရတယ်အလင်းရောင်ရဲ့ပြင်ပက်ကိုတော့လှမ်းမကြည့်နဲ့ပိုင်းခြားခြားတဲ့အလင်းရောင်ရဲ့ပြင်ပက်အရက်ကိုတော့လှမ်းမကြည့်ပါနဲ့တဲ့နော် အဲ့ဒီအလင်းရောင်အတွဲမှာလှမ်းပြီးကြည့်လိုက်ရင်မိမိကြည့်ကျင်နေတဲ့အရာဝတ္ထုတွေကိုအသေးစိတ်လှမ်းကြည့်ကြည့်လို့ရတယ်။နောက်တစ်ခုမိမိကဆွမ်းအားရှိလို့ထပ်ပြီးချဲ့ကျင်နေသလိုရှိရင်တခါပြန်ပြီးတော့သရုတ္တသာသမာဓိကိုအလောကကတိုင်းကိုအာယုပိသရုတ္တသာသမာဓိအထိထူထောင်လိုက်။ထိုသရုတ္တသာဇန်သမာဓိကနေထပ်ပြီးတဲ့အချိန်ခါမှာအလင်းရောင်ကို ပြန်ပြီးဖြန့်လိုက်။မိမိလွန်ကျင်တဲ့အပိုင်းခြားအထိဥမာတစ်မြို့နယ်လောက်ဖြစ်ဖြစ်ဖြန့်ကျက်လိုက်။ ဖြန့်ကျက်ပြီးတဲ့အချိန်ကကြတော့မှဒီအလင်းရောင်သည်ဤမြတ်သောအရတ်၌တိပါစေတရီလို့ဒိဋ္ဌံလိုက်အဲဒီလိုဒိဋ္ဌံပြီးတဲ့အချိန်ကအဲ့ဒီအလင်းရောင်အတွက်မှာရှိတဲ့အရာဝတ္ထုတွေကိုလှမ်းကြည့်အလုံးကြည့်လို့မြင်တယ်။မြင်လိုက်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာမြတ်စွာဘုရားကဘယ်လိုဆက်ခေါ်လဲ။ဒီနေ့မှစကုအဘိညာဉ်အတွင်းအလင်းရောင်အတွင်းမှာတည်ရှိနေတဲ့သရဝါတွေကိုလှမ်းကြည့်လိုက်တဲ့အခါ ုတိဇေဖြစ်နေတဲ့သရဝါဒီကိုလည်းတွေ့တယ်ပရိသန္တိတိနေဇေဖြစ်တဲ့သရဝါဒီကိုလည်းတွေ့တယ်ယုံညံ့တဲ့သရဝါဒီကိုလည်းတွေ့တယ်မောမြတ်တဲ့သရဝါဒီလည်းတွေ့တယ်အစင်းလာတဲ့သရဝါဒီအစင်းမလာတဲ့သရဝါဒီကောင်းရာသူကတိတို့ရောက်သွားတဲ့သရဝါဒီမကောင်းတဲ့ဘုံဘဝတို့ရောက်သွားတဲ့တတ္တဝါဒီကိုလည်းနှံ့ကြည့်တွေ့နေတယ်မိမိပြုစုပြည့်ထုံခဲ့တဲ့ကံအားလျော့စွာထိုးထိုးဘုံဘဝတို့ကပ်ရောက်သွားရတဲ့သရဝါဒီကိုလှမ်းကြည့်တော့မြင်နေပြီ